အသက်89နှစ်အရွယ်ရှိမြမစာဆရာကြီးဂုံတူဦးသိန်းနိုင် ကွယ်လွန်ခဲ့ကြောင်းသိရပါတယ်။ဆရာကြီးမှာနိုဝင်ဘာလ25ရက်နနက်9:55မိနစ်မှာကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်ဘွားရဲ့ကျေးဇူးရှင်မြမစာဆရာကြီးဂုံထူဦးသိန်းနိုင်ဒီနေ့မနက်9:55မိနစ်မှာကွယ်လွန်သွားရှာပါပြီလို့ဂုံထူဦးအောင်ခိုင်ကပြောကြားပါရတယ်။ လက်ရှိတွင်ဆရာကြီးရဲ့ရုပ်ကလက်ကိုနေအိမ်မှာထားရှိပြီးနိုဝင်ဘာလ29ရက်နေ့လယ်3နာရီမှာမြောက်ကလာပါရှိရေဝေးတုတ်တံမှာတချို့မှာဖြစ်ကြောင်းသိရပါတယ်။ဆရာကြီးကိုမြန်မာတိုင်းရင်းသမားတော်ကြီးဦးဒနာအမိမူလာရန်ချောင်းဆရာမကြီးဒေါ်အေးစိန်တို့မှစကိုင်းတိုင်းမုံရမြို့နယ်စင်ကျုံကျေးရွာမှာဝင်ဖွာခဲ့တာဖြစ်ပါတယ်။မုံရမြို့အမတ်နဲ့အာထာကမှာ 1955ခုနှစ်မှာတက္ကသိုလ်ဝန်ထမ်းကို တနိုင်ငံလုံးမှာတဦးသေးသောမြမစာကုန်တူးရှင်ဖြစ်အောင်မြင်ခဲ့သူဖြစ်ပြီးအလဲတန်းအထက်တန်းကျောင်းသားဘဝစာပေပြိုင်ပွဲများ၌ပထမဆုပေါင်း20ကျော်ရရှိခဲ့ပါသည်မြမစာအဖြေကျော်ဆရာတင်မိုးနှင့်1958ဘဝကြီးမုံစာကြီးမုံစာဆိုရိုးရဲ့ဘဝနဲ့စာပေ1959ဂုံတူးစာစီစာကုန်များ1962ညောင်ရွက်ခဲ့တဲ့ကလီဟန် လုံချင်းဝိထု ဆီယာမင်းနီနဲ့1963တော်ဝင်စာမော်ဦးတန်းထွန်းနေဒရရဲ့ SA 1964စာရင်စာစီစာကုန်းများ1964လမ်းတက်စာစီစာကုန်းများ1964လူရည်ကြုံစာစီစာကုန်းများနဲ့နှစ်စင်းထုံအထမတန်းနဝမတန်းတက္ကသိုလ်ဝန်တန်းတင်ယောကုံစာအုပ်များအထူးထုံများ1964မြမစာပေအထွေထွေ1965ဂုံနုတပ်ပုံကျန်း1966 ကြပြပန်းမြိုင်1966ဆီယလုံမြန်မာစစည်းစာကုန်1969မြမဇက်တပင်သမိုင်1963ခုနှစ်အနုပညာစာပေတတိယဆု1968မြမရုပ်ဆောင်တပင်အမျိုးသားစာပေဒုတိယဆု1968ဆီယလုံမြန်မာစစည်းစာကုန်1968မြမစာထီက1968 ်မြန်မာဆက်စီစာကုန်းများ1990နှစ်ဗန်းစပယ်ဆက်စီစာကုန်းများ2000နှစ်ရွှေတောင်တောင်ဆက်စီစာကုန်းများ2003ရွှေပြည်တန်းဆက်စီစာကုန်းများ2003နှစ်ဂုံထူးမော်ကွန်ရွှေတုဆက်စီစာကုန်းများ2006ထုတ်ဝေခဲ့ပါသည်